တနင်္ဂနွေသားသမီးများအတွက်တပတ်စာပြေရှင်ဟောစတန်ဝန်ထမ်းဖြစ်ပါကရာထူးပြောင်းရမည်လေယာသုံးစက်ပစ္စည်းဝင်ပြီးဈေးရုံတို့လူနာသွားမြေရမည်အမှုဟောင်းရှိပါကအမှုနိုင်ပြီးအိမ်အိမ်ကန်းတိုက်ခန်းကွန်တိုကန်းအရှောင်းအဝယ်ဖြစ်မည်ဒီလမှာဝင်ငွေကျန်းသလိုထွက်ငွေကျန်းတတ်မည်ဒီသားစုအတွင်မှာအဆင်မပြေမှုများရှိပါကအဆင်ပြေသွားမည်နိုင်ငံခြားခရီးထွက်ရမည်ရရှိရန်ရှိသောငွေများဝင်မည်ပညာရေးမှာကံကောင်းပါသည်နိုင်ငံခြားမှာကြောင်းလျှောက်ထားပါကကြောင်းဝင်ငွေရရှိမည် ်းမာရေးမှာစီးရောကဖြစ်ပြီးအခြေရင်းနဲ့အိမ်တော်ရေးတာယာပါသည်ကံကောင်းသောကနန်းများမှာ689ကနန်းများဖြစ်ပါသည်ဒေဒရအနေဖြင့်တနင်္ဂနွေနေ့နေအိမ်ဖျားចောင်းဆောင်မှာအုံထမင်းကတ်လူပါတနင်္ဂနွေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းများနှင့်ပြည့်စုံကြပါသည်ရှင် တနင်္လာသားသမီးများအတွက်တပတ်စာပြေတင်ဟော့စပတန်ပြပသို့အလုတ်လျှောက်လန်းထားပါကသို့မဟုတ်ပြပမှာအလုတ်ရှာနေပါကအလုတ်ရမည်မြေအယောင်းအဝယ်အတွက်စရင်ငွေအပေးအယူစာချုပ်ချုပ်ရမည်ဇဝေးမှငွေရောက်မည်သို့မဟုတ်ဇဝေးသို့ငွေပို့ရမည်ကျမရေသနာရောင်းဝယ်ရေးကောင်းမည်အွန်လိုင်းအယောင်းအဝယ်မှာအနောက်ရှက်ပေါ်မည်ပညာရေးမှာရက်လက်ကောင်းပါသည်ကျမရေးမှာခြေတော်နာမည်အချီရေးမှာချစ်သူနှုတ်ကြားပြားများရမည်အိမ်တော်ရေးကတော့အဆင်ပြေပါသည်ကံကောင်းသောခဏ ်းများမှာ2-5ခွန်ကနေများဖြစ်ပါသည်ဒေဒရာအနေဖြင့်တနင်္လာနေ့မှာတဘူကြီးဖျားတနင်္လာထောင်းမှာငွေထီး2လက်ကတ်လူပါတနင်္လာသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင် အင်္ဂါသားသမီးများအတွက်တပတ်စာဖြစ်တဲ့ဟော့စတန်ညှိုလင်းထားသောငွေသို့မဟုတ်လုပ်ငန်းရမည့်တည်င်းများကြာရမည်မြေအယောင်အဝယ်ဖြစ်မီပဲပြောင်းနှံကောက်ပဲသည့်ညံရောင်းဝယ်ရေးမှဈေးကောင်းရမည်နိုင်ငံခြားငွေနှင့်ပတ်သက်ပြီးတောကရောက်ရမည်ဓဝေးရောက်နေသောမိသားစုဝင်တို့ကောင်းမွန်စွာပြန်ရောက်လာမည်မော်တော်ဆိုင်ကယ်အသစ်တစ်စီးဝင်မည်ပညာရေးမှစူးစမ်းမှုအားနည်းနေပါသည်ကျန်းမာရေးအနေဖြင့်ရှင်ဘတ်အောင်မည် အချိန်မှကံကောင်းပါသည်ချစ်သူထံမှလက်ဆောင်ရရှိမည်အိမ်တော်ရင်းမှလည်းတာရပါသည် ကံကောင်းသောကနန်းများမှ358ကနန်းများဖြစ်ပါသည်ဒေဒရအနေဖြင့်အင်္ဂါနေ့မှာတကူကြီးဖျားအင်္ဂါတောင်းမှာတပယ်၅ကုံကတ်လူပါအင်္ဂါသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါသည်ရှင် ဟုတ်တော့ဟူသားသမီးများအတွက်တပတ်စာပြေခြင်း concept အိနေရအွှေ့အပြောင်းပုံပြီးသို့မဟုတ်အင်တစ်တက်ရမီတင်ကြားပါမဲစတဲ့အပြန်အဆိုင်စီးပွားရေးလုပ်ငန်းများမှာအောင်မြင်မီစာပြေရေးလုပ်ငန်းမှာအခက်အခဲပုံပြီးဝန်ထမ်းဖြစ်ပါကအလုပ်ပြောင်းအလုပ်နေရပြောင်းရလိမ့်မီရှေးလုပ်ငန်းမှာအခက်အခဲပုံပြီးတခုခု ခံရမီသို့မဟုတ်လူလင်ခံရတတ်သည်ပညာရေးမှာကံကောင်းပါသည်နိုင်ငံခြားမှာကျောင်းဝင်ခွင့်လျှောက်ထားပါကရရှိမီ ကျမ်းမာရေးမှာချောင်းဆိုးမီအချင်းရေးမှာချွတ်တူဤအထင်လွဲမှုကိုခံရမီအိမ်အောင်ရေးမှာလည်းအိမ်အောင်ဘက်နှစ်စကားများရမီကံကောင်းသောကနန်းများမှာ၄၆၈ကနန်းများဖြစ်ပါသည်ဂျေရယာအနေဖြင့်ဗုဒ္ဓဟူးနေ့တကိုးကြီးပြဗုဒ္ဓဟူးထောက်မှာရှိုလေးမျိုးကတ်လူပါဗုဒ္ဓဟူးသားသမီးများဒီဘက်စားအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါလိမ့်ရှင် ကြာသာပရိသတ်သမီးများအတွက်တပတ်စာဖေးခြင်းဟော့စတန်အိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအရာအဝတ်ဖြစ်ပြီးတောင်ကုန်းတောင်တန်းဘက်သို့မဟုတ်ပင်လယ်ကမ်းခြေဘက်သို့ခရီးထွက်ရလိမ့်မည်ဖျားဆွနုတော်ဖျားပုံတော်မြင့်မြတ်သောပုံတော်များနေအိမ်တို့ကြွားမြန်လာမည်ဝင်ငွေကောင်းပြီးဘန်သို့မဟုတ်ချင်းငွေအဖွဲ့စီတစ်ခုခုမှချင်းငွေတင်ထားပါကချင်းငွေရရှိမည်တယ်လီဖုန်းအသစ်ဝင်ပြီးကျန်းမာရေးမှာတော့သွားနာသွားကြိုက်ဖြစ်မည်ပညာရေးမှာကံကောင်းပါသည်စာမွေးပွဲအောင်မည် အချီးနှစ်အိမ်တော်ရေးမှာတာရပါသည်။ကံကောင်းသောကနန်းများမှာ2 4 6ကနန်းများဖြစ်ပါသည်။ကျေရအနေဖြင့်ကြာသာပရိနှစ်မှာနေအိမ်ဖျားចောင်းဆောင်မှာកောက်ញင်းပေါင်းကတ်လူပါ။ကြာသာပရိသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနှင့်ပြည့်စုံကြပါသည်ရှင်။ တောက်ကြသားသမီးများအတွက်တပတ်စာပြေခြင်း hostel နိုင်ငံခြားခရီးသွားရမည်နိုင်ငံခြားတန်ရုံတရုံမှဗီဇာလျှောက်ထားပါကဗီဇာရမည်လုပ်ငန်းသစ်ဆိုင်သစ်အတွက်သတင်းကောင်းကြရမည်အလုပ်အသစ်အတွက်အင်တာဗျူးဝင်ရမည်အောင်မြင်ပြီပေပြောင်းနှံကောက်ပဲသင်းနယ်ရောင်းဝယ်ရေးမှဈေးကောင်းရမည်နိုင်ငံခြားမှငွေရောက်မည်ဆိုင်ကယ်အတွက်တောကရောက်မည်ပညာရေးမှအနောက်အရှက်ပေါ်မည်ကျန်းမာရေးမှစိတ်ဖိစီးမှုများမည်အခြေရေးမှချစ်သူထံမှအမိုးစကားကြားရတတ်သည်အိမ်တော်ရေးမှအိမ်တော်ဘက်ဤဆွေမျိုးများ များကြောင့်စိတ်ညစ်ရမည်။ကံကောင်းသောကနန်းများမှာ3.8ကနန်းများဖြစ်ပါသည်။ဒေဒရာအနေဖြင့်တောက်ကြနေမှာတကိုးကြီးပြားတောက်ကြထောက်မှာတည်တည်6လုံးကတ်လိုပါ။တောက်ကြသားသမီးများတပတ်စာအတွင်စိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းများနှင့်ပြည့်စုံကြပါသည်ရှင်။ စနေသားသမီးများအတွက်တပတ်စာပေးခြင်းဟောဆက်တန်ဝန်ထမ်းဖြစ်ပါကလုပ်ငန်းဝင်မှာဖိအားများမီနိုင်ငံခြားခရီးအတွက်တည်င်းကောင်းကြရမီဘော်ဒေါ်ကအယောင်အဝယ်ဖြစ်မီရရှိရန်ရှိသောငွေများဝင်မီတည်င်းကောင်းကြရမီရေလုပ်ငန်းရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှာအကျိုးအမြင်များရရှိမီတယ်လီဖုန်းပြောင်းမီပြက်မီပညာရေးမှာပြန်ဆန်မှုအကောင့်နေပါသည်ကျန်းမာရေးကတော့အစာအိမ်ရောဂါဖြစ်မီအခြေရင်းနှင့်အိမ်တော်ရေးတာယာပါသည်ကံကောင်းသောကနေများမှာ2600ကနေများ ဖြစ်ပါသည်ရေတရအနေဖြင့်စနေနေ့မှာနေအိမ်ဖျားចောင်းဆောင်မှာနွားနို့ကတ်လူပါစနေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းပိုးယူခြင်းမှာခြင်းများနေပြည့်စုံကြပါစေရှင်